မင်္ဂလာပါခင်ဗျာအော်တိုဘားလာ29ရက်နေ့ရွှေရံကုန်ရဲ့သီးမဲ့ဖွံ့ရသတင်းကဘာအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအာဆီယံထိပ်သီးအစည်းအဝေးဘက်မှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ငြိမ်းချမ်းရေးသဘောတူညီလက်မှတ်ရေးထိုးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာမလေးရှားနိုင်ငံရဲ့ကွာလာလမ်ပူမြို့တော်မှာအော်တိုဘားလာ26ရက်နေ့ကစတင်ကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးပွဲအတွင်းမှာအာဆီယံဥက္ကဋ္ဌနဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါဘီဟာဘင်ဂျောင်းဝင်ဆေးဆက်မှုအပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပါသက်သေဖြစ်ပါဝင်ဆောင်ရွက်မှုဖြင့် ရင်းရင်းရေးသဘောတူညီချက်အစ်စ်ကိုလက်မှတ်ရေးထိုးကြကြောင်းသိရပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချာရန်ဘီရာကူနဲ့ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့လက်မှတ်ရေးထိုးခဲ့ကြတဲ့ပူးတွဲတင်ကြချက်မှာလက်နက်ကြီးများရုပ်သိမ်းခြင်းမြေမြုပ်မိုင်းများရှင်းလင်းခြင်းငွေကြေးလိမ်လည်မှုနဲ့ဆက်ဆက်တဲ့ရာဇဝတ်မှုများကိုနှိမ့်နှင်းခြင်းနဲ့ပူးတွဲနယ်စပ်ဒေသစီမံခန့်ခွဲမှုအတွက်မူပေါင်းတစ်ခုဖန်တီးခြင်းစတဲ့အဓိကခရီးကဝတ်၄ခုပါဝင်ပါတယ်။၎င်းသဘောတူညီချက်ဟာ2025ခုနှစ်ဇူလိုင်လ28ရက်နေ့မှာပူထရာဂျာယာရဲ့လက်မှတ်ရေးထိုးတဲ့ ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကိုအခြေခံထားပြီးအဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးနဲ့နေဆက်တခြား9ရက်ကြာလက်နက်ကင်တပ်ပွဲများပြီးဆုံးခဲ့ကြောင်းလည်းသိရပါတယ်။ဆက်လက်တင်ဆက်မဲ့သတင်းကတော့အရှိတီမောအာဆီယံအဖွဲ့ဝင်ဖြစ်လာဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်ကျင်းပတဲ့58ကြိမ်မြောက်အာဆီယံညီလာခံပထမဆုံးနေ့အောက်တိုဘာလ26ရက်နေ့အစောပိုင်းမှာအာဆီယံခေါင်းဆောင်များဟာအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ရှောက်ထားခဲ့ဒီမှာ14နှစ်ကြာခဲ့ပြီဖြစ်တဲ့အရှိတီမောနိုင်ငံကို စက်တနိုင်ငံမြောက်အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တရားဝင်အသိမှတ်ပြုလက်မှတ်ရေးထိုးပွဲကျင်းပကြောင်းသိရပါတယ်။ကွာလာလမ်ပူးရှိကွန်ဗင်းရှင်းစင်တာမှာကျင်းပတဲ့အဆိုပါအာဆီယံညီလာခံ၌2012ခုနှစ်ကအာဆီယံဖွဲ့ဝင်နိုင်ငံအဖြစ်ရှောက်ထားခဲ့ပြီး2022ခုနှစ်မှာဝင်ခွင့်အာမခံရခဲ့တဲ့အရှိတီမိုကိုတရားဝင် အာဆီယံနိုင်ငံအဖြစ်လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။အရှိတီမိုဟာလူဦးရေတက်တက်သမ3000သာရှိသောနိုင်ငံဖြစ်က2002ခုနှစ်ကမှလွတ်လပ်ရေးအပြည့်အဝရရှိပြီး 1999ခုနှစ်ကကမ္ဘောဒီးယားကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်သတ်မှတ်ပြီးနောက်ပထမအဆုံးအာဆီယံအဖွဲ့ဝင်နိုင်ငံအသစ်ဖြစ်ထပ်မံလက်ခံလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မေဘီယာကြီးကွယ်လွန်ခြင်းအထိမ့်မဲ့အဖြစ်ဝန်ထမ်းချင်း190တပ်မှတ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ထားဝင်ကြီးချုပ်အနုတင်ကမေဘီယာကြီးတိရိခိတ်ကွယ်လွန်ခြင်းအထိမ့်မဲ့အနေနဲ့အများပြည်သူဆိုင်ရာဝန်ထမ်းချင်းကို190တပ်မှတ်လိုက်ပြီးအစိုးရရုံးတွေမှာတော့တစ်နှစ်တိတိဝန်ထမ်းချင်းအထိမ့်မဲ့ဖော်ပြဖို့တိုက်တွန်းကြေညာထားတာကိုသတင်းများမှာဖော်ပြထားပါတယ်။ အလန်တိုင်းတဝက်တာလွှင့်တရာမှာဖြစ်ပြီးထိုင်းပြည်သူတွေဝန်ထမ်းမှုပြသတဲ့အနေနဲ့အင်ဂျီအမဲရောင်ကိုသာဝစ်ဆင်ရမှာဖြစ်တယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကပြောကြားသိရပါတယ်။ဆက်လက်တင်ဆက်ပေးတဲ့တရင်ကတော့ခရိရှားနိုင်ငံမှာစစ်မှုမထမ်းမနေရစနစ်ပြန်အသက်သွင်းမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားယူကရိန်းစစ်ပွဲအပဝဲနိုင်ငံတကာတင်းမာမှုများပြိပက်ခမြင့်တက်လာတဲ့ဖြင့်ခရိရှားနိုင်ငံကလွတ်တော်မှာစစ်မှုမထမ်းမနေရစနစ်ကိုပြန်လည်ကျင့်သုံးရန်အောက်တိုဘာလ24ရက်နေ့မှာမဲခွဲဆုံးဖြတ်ကြောင်းသိရပါတယ်။နိုင်ငံလူဦးရေ၄သန်းနီးပါးသာရှိတဲ့ခရိရှားမှာ ယခင်ကအဲ့ဒီစနစ်ကိုကျင့်သုံးမှုခဲ့တော့လဲနေတိုးမဟာမိတ်အဖွဲ့တဲကိုမုံရောက်မီတနည်းအလို2008ခုနှစ်မှာအဆင့်တန်းရှိသောစစ်တပ်ဖြစ်စဉ်ရအတွက်စစ်မှုမထမ်းမနေရစနစ်ကိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။လွှတ်တော်မှာအဦးရီပြင်လိုက်တဲ့အတွက်အသက်18နှစ်ပြည့်ပြီးအမျိုးသားတိုင်းစစ်မှုထမ်းရမယ့်အစီအစဉ်အရနှစ်လကြာတက်ထဲဝင်စစ်ပညာသင်ရမယ်လို့နိုင်ငံတကာသတင်းများမှာဖော်ပြထားပါတယ်။ခရီးရှားကာကွယ်ရေးဝန်ကြီးဌာနကအဲ့ဒီအစီအစဉ်အရလူငယ်များကိုပြိပက္ခအခြေခံအနေနဲ့လိုအပ်တဲ့အခြေခံကြွမ်းကျင်မှု အသိပညာများပို့ချပေးမှာဖြစ်ပြီးစစ်တပ်တဲဝင်လင်းလာစာယူရိုထောင်100ရရှိမှာဖြစ်ပါတယ်။အရက်ဖက်ဝင်ဆောင်မှုဌာနမှာလောက်ကိုင်းတဲ့လာစာတဲ့နည်းမယ်လို့သတင်းများမှာရေးသားထားပါတယ်။စစ်မှုထမ်းပြီးလျင်အစိုးရနဲ့နိုင်ငံပိုင်အဖွဲ့အစည်းများမှာအလုံးလျှောက်တဲ့အခါမှာအထောက်အကူဖြစ်မယ်လို့လည်းဆိုပါတယ်ခင်ဗျာ။